တိုက်ပွဲတွေကြောင့်ကင်းပြည်နယ်ကောက်မှုကျေးရွာကအခြေခံမူလာတန်းကြောင့်ကိုပိတ်ထားတာနှစ်ပတ်ကြာတဲ့အထိပြန်မဖွင့်နိုင်သေးပဲရှိနေပါတယ်ခမသားကတင်ဆက်ထားပါရရှင်ကရင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ဇာတင်ကြောင့်ကိုလက်နဲ့ကြီးကြီးဆန်ထိမှန်တဲ့နောက်ပိုင်းမှာဇာတင်ကြောင့်တချို့ပိတ်ထားရတာပါအဲ့ဒီထဲကကောက်မှုကျေးရွာအခြေခံမူလာတန်းကြောင့်ဟာလဲပိတ်ထားတာနှစ်ပတ်ရှိသွားပြီဖြစ်ပါတယ် ကျောင်းဆက်ဆရာမနဲ့မိဘတွေကကလေးတွေလာမမရောက်အောင်အများဆုံးကျောင်းပြန်ဖွင့်နိုင်ဖို့လိုလားနေကြပါတယ်။ဒီမှာတို့ကပညာသင်ပေးမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးညချစိတ်ဓာတ်တွေပညာစုစိတ်ဓာတ်တွေလေးဘာလို့အဲ့လိုမျိုးသုံးမလာတဲ့ခါတို့အဲ့ဒီစိတ်ဓာတ်တွေစီစီချင်းတော့ကောင်းတော့ကျောင်းမနေဘူးဆိုလို့ရှိရင်တို့အဲ့ဒီစိတ်ဓာတ်တွေတို့သိမှာမဟုတ်ဘူး။ခိုင်ချက်လည်းမှန်ချက်မှမှန်မယ်လေအဲ့လိုမျိုးခိုင်ချက်မှလို့ရှိရင်နိုင်ငံတော်တက်ထိခိုင်းနိုင်မှာပေါ့နော်အဲ့ဒါ။ကလေးကျောင်းသားရေးပညာရေးကိုလောက်မနေစေဘူး။ ပေးခဲ့တဲ့ဇွန်လ9ရက်နေ့ကကော့ကရီမြို့အမတ်၁ရပ်ကွက်မှာရှိတဲ့အထက်ကကြောင်ခွဲချောင်းတောင်ကြောင်ကသူငတ်တန်းအဆောင်မှာလက်နက်ကြီးကြီးကြရောက်ပောက်ကွဲခဲ့တာပါ။ကြောင်တက်ချင်မဟုတ်တဲ့တွေ့ကြောင်သားတွေထိခိုက်ဒဏ်ရာရတဲ့တွေမရှိခဲ့ပါဘူး။တိုက်ပွဲကြောင်ခေါမှုကြီးရွာသူရွာသားတွေဟာလည်းဘေးလူရွာကိုထွက်ပြေးနေကြရတာပါ။လက်ရှိအချိန်ထိရွာကိုပြန်ပြီးစာမသိရဲသေးတဲ့အတွက်လိုင်စင်ကြီးရွာဘုံကြီးကြောင်အတွင်မှာပဲရာရေးစက်သင်ခန်းပြုတ်လုစက်သင်နေကြပါတယ်။ မိဘတွေဟိုကြောင်းလိကြောင်းပါနော်အရာကြီးကြောင်းတဲ့ခါကျတော့အဲ့ဒါသူတို့ရဲ့တော်ရလိုက်ရင်နေထိုင်ရတယ်နောက်ပြီးတော့ကလေးတွေကြတော့လည်းဟိုရောက်ဒီရောက်ဖြစ်နေတယ်ပေါ့နော်အဲ့ဒါအဲ့ဒါတက်တက်စစ်စားလိုက်ပေါ့အခက်ခဲတယ်အဲ့ဒီဟာလေးကြုံနေရတယ်ပေါ့နောက်ပြီးတော့ဒီမှာလည်းစတင်လို့မဖြစ်သေးပေါ့နော်ကိုကြောင်နဲ့ဟိုကြောင်နဲ့ကွာကွာပါတယ်ကိုကြောင်နဲ့ကြတော့လွလွလပ်လပ်ပေါ့ဟိုကြောင်မှကြတော့လည်းတိတ်မလွလပ်ပါဘူးလက်ရှိမှာဒေတာတွင်တင်ငင်စပြုတ်လာပြီဆိုပေမဲ့ ဒေတာခန်တွေကတော့အိမ်မပြန်ရဲကြသေးပါဘူးစစ်ဆောင်ပြည်သူတွေအတွက်အာဏာပိုင်ကအစားအသောက်တချို့အကူအညီထောက်ပံ့ပေးတာတွေရှိနေပါတယ်အိမ်ပြန်ကျဖို့ကိုလည်းအစိုးရကတိုက်တွန်းတာတွေရှိတယ်လို့ဒေတာခန်တွေကပြောပါတယ်တိုက်ပွဲကြောင့်ကွန်ကရစ်မြို့နဲ့တွင်ကစားတင်ကြောင်းဆက်ကြောင်းကြော်ကကျောင်းသူကျောင်းသားတွေအတွက်မိဘတွေကစိတ်ပူပြီးလာရောက်ခေါ်ဆောင်သွားတာတွေရှိခဲ့ပါတယ်ကရင်ပြည်နယ်မြောက်ဝတီကွန်ကရစ်အရှလမ်းမတိမှာအစိုးရတပ်နဲ့ဒီကေပီတပ်တွေကြားဇွန်လ၂ရက်နေ့ကစပြီးတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာပါ တိုက်ပွဲကြောင်မြောက်ဒီကွန်ကရစ်သွားတဲ့လမ်းသစ်ရောလမ်းဟောင်းအပါခရီးသွားလာမှုနဲ့ကွန်စီစစ်ဆေးမှုထိခိုက်တာတွေရှိခဲ့ရပါတယ်။ကျွန်တော်ခွန်ပါတာပါ။